အားလုံးပဲမင်္ဂလာပါခင်ဗျအဆင်ပြေကြရလားခင်ဗျဒီနေ့မှာတော့ကျွန်တော်ရဲ့ blog အသစ်လေးဖြစ်တဲ့ management ပေါ့နော် management ဆိုတဲ့ blog လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ blog လေးကိုပါရည်ရွယ်ရည်ရွယ်ချက်နဲ့တည်ဆောက်နေဒီ blog မှာဘာအကြောင်းတွေပြောရမလဲဆိုတာကိုကျွန်တော်ဒီမှာအပြည့်ဒီ video file လေးမှာပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ management ဆိုတာဘာလဲပေါ့နော်ဟောပွင့်လင်းပြောလို့ချင်း management ဆိုတာက ဒီနာမည်ဒီစကလုံးကိုကျွန်တော်ကဒီမြန်မာရဲ့ management နှစ်ခုပေါင်းပြီးတော့ယူထားတဲ့ management ဆိုနှစ်ခုပေါင်းပြီးယူထားတဲ့စကလုံးလေးဖြစ်ပါတယ်ဟာမြန်မာပြည်ရဲ့မြန်မာဆိုတဲ့စကလုံးရဲ့ management ရဲ့ပေါ့နော်နှစ်ခုပေါင်းပြီး management ဆိုတဲ့စကလုံးလေးကိုဖန်တီးထားတာဖြစ်တယ်အဓိကကတော့ဒီအာဒီ block လေးရဲ့ရည်ရချက်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာပြည်မှာစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ ဒီကိစ္စရက်တွေစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စရက်တွေတခြားဒီဒါရီနဲ့ပတ်သက်တဲ့ related အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးသွားမယ့် blog လေးဖြစ်တာအကြောင်းမလို့ဒီ blog လေးရဲ့အမည်ကို management ဆိုပြီးရောပေးထားခြင်းဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်ကြည့်ရပါဘောနော်။ဒီ management မှာကျွန်တော် bari ဆက်ဆက်ရက်ကလုပ်ပါတယ်ဘောနော်။ဆက်ဆက်ရက်ကဆိုတော့ကျွန်တော်နောက်ပြီးရေးထားတာပါ။မှန်တမ်းတော့ bari ကျွန်တော်ဒီထဲမှာကျွန်တော် တည်တလောက်ဆွေးနွေးပေးပါမယ်ဆိုလို့ရှိရင် business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ management နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ HR human resources နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ marketing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ finance နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက် AI သင်ကန်းစာတရှိုးရဲ့နောက် data analyst ပေါ့နော်သူတပြင် power bi အဲ AI ဈေးမှာရှိတဲ့ pivot table တို့ဟာနောက်တစ်ခုကဒီ data science နဲ့ပတ်သက်တဲ့ဒီ python မှာ ဘယ်လိုမျိုးလေးတွေအဲကုတ်တင်လေးတွေဒီ analysis နဲ့ပတ်သက်တဲ့ဟာလေးလုပ်လို့ရတယ်ဆိုတာလေးတွေရဲ့နောက်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့စကားလုံးလေးတွေပေါ့နော်မြန်မာပြည်မှာအအတန်တော့အပြင်းတော့လကောင်းဒီဒီ user အပြင်းတော့လကောင်းဒီလေးမှနေဟာလေးဒါ ਇਹਨੇ ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တည်တလောက်တတ်တလောက်ကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒါအပြင်ကိုကျွန်တော်ဒီရဲ့ဒီ blog လေးမှာဘာတွေပါပေါင်းမလဲဆိုလို့ရှိရင်ဒီ business နဲ့ economic နဲ့ပတ်သက်တဲ့ current issue တွေပေါ့နော်လက်ရှိ မြန်မာကဘာမာရောမြန်မာမာရောစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်ပြနေလဲလုပ်ငန်းတွေနဲ့ပတ်သက်ဘာတွေဖြစ်ပြနေလဲ management နဲ့ပတ်သက်ပြီးဘာတွေဖြစ်ပြနေလဲဆိုတဲ့ဟာကိုဆွေးနွေးထားတဲ့အကြောင်းအရာလေးတွေပါမယ်ပြီးလို့ချင်း book review လို့ခေါ်တဲ့ဒီစာအုပ်ပေါ့နော်ဒီကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့စာအုပ်လေးတွေဟာဒီ Asia ပဲဖြစ်ဖြစ် war ပေါ့နော်လူငယ်တွေနဲ့ပတ်သက်တဲ့စာအုပ်လေးတွေပဲဖြစ်ဖြစ်အဲ့ဒါလေးတွေကို ဖတ်ပြပြီးတော့ review လုပ်သွားမယ်အကြောင်းအရာလေးတွေလည်းရှိပါတယ်။ဒါအပြင်ကိုတခြားစိတ်ဝင်စားဖို့ကောင်းတဲ့ဟလာလူငယ်တွေအတွက် knowledge ရရှိမယ် topic လေးတွေကိုလည်းဒီ blog လေးမှာဆွေးနွေးသွားမှာဖြစ်ပါတယ်ဟလာ။ဒါကြောင့်မလို့ကျွန်တော်ရဲ့ blog လေးကို like and subscribe လုပ်ပေးခြင်းအပြင်ကျွန်တော်ရဲ့ blog လေးကိုအားပေးကြပါအောင်လို့ကျွန်တော်ဒီနေ့ကနေမြတ်တရရခံကြပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။